မှန်နေကအပြုံး တခါတော့ကအင်မတန်မှလှပပြီးရှေးကြတဲ့မြို့ကလေးတစ်မြို့မှာမကြေမချမ်းလို့နာမည်ပေးထားတဲ့ခွေးကလေးတစ်ကောင်နေထိုင်ခဲ့ပါတယ်။သူ့နာမည်တိုင်းပဲသူဟာအမြဲတမ်းစိတ်ဆိုးစိတ်တို့မျက်မှောင်ကျုံနေတတ်ပြီးဘာကူမှသဘောမကျပါဘူး။ဒီနေ့မှာတော့လမ်းလျှောက်ရင်းလမ်းထိပ်ကအဆောက်အုံအစ်စ်တစ်ခုကိုသူတွေ့လိုက်တယ်။အဲ့ဒီအိမ်ကြီးရဲ့တကားမှာအကြီးကြီးတက်ထားတဲ့မှန်တစ်ချက်ရှိတယ်။မကြေမချမ်းခွေးလေးဟာစူးစမ်းခြင်းစိတ်နဲ့မှန်နာကတ်သွားတယ်။မှန်သေးကိုကြည့်လိုက်တဲ့အခါမှာ မျက်မှောင်ကျုံနေတဲ့သွားတွေဖြဲထားတဲ့ဒေါသထွက်နေပုံရတဲ့နောက်ထပ်ခွေးတကောင်ကိုသူတွေးလိုက်ရတယ်ဟိတ်ကောင်။ဘာလဲကွာငါ့ကိုစိန်ခေါ်တာလားမင်းပုံစံကအရန်ရိုင်းတာပဲ။လို့မကြည်မချမ်းခွေးလေးကအော်ဟစ်ပြီး မှန်ကိုစပြီးဟောင်းနေမှန်နေကခွေးကလည်းမကြေမချမ်းခွေးလေးလိုပဲပေါ်ဟေးဟောင်းပြီးသူ့ကိုပြန်လဲစိန်ခေါ်နေတယ်လို့ဖြစ်နေတယ်ဒေါသထွက်နေတဲ့ပုံရိပ်ကိုမြင်တဲ့အခါမကြေမချမ်းခွေးလေးဟာပို့ပြီးဒေါသထွက်လာတဲ့သူဟာတဏီကုံမှန်နေက ရန်သူနဲ့အချိန်ဖြုံးပြီးဟောင်းလိုက်ခြေထောက်တွေနဲ့မှန်ကိုကုတ်ချစ်လိုက်လုပ်နေခဲ့တယ်နောက်ဆုံးမှာတော့ပင်မန်းပြီးစိတ်ပြက်လက်ပြက်နဲ့အဲ့ဒီနေရာကနေထွက်ခွာသွားရတယ်အဲ့ဒီနောက်ရန်နေငယ်ကြတော့ပျော်ရွှင်လို့ နမည်ပေးထားတဲ့နောက်ထပ်ခွေးကလေးတစ်ကောင်ဟာအဲ့ဒီအိမ်သားကိုရောက်လာတဲ့ပျော်ရွှင်ခွေးလေးဟာသူ့နာမည်အတိုင်းပဲအမြဲတမ်းပျော်ရွှင်နေပြီးအပြုံးနဲ့နေထိုင်တတ်တဲ့ပျော်ရွှင်ခွေးလေးဟာမှန်ကိုတွေ့တဲ့အခါစိတ်ဝင်စားနဲ့နားကပ်သွားတယ်။မှန်သေးကိုကြည့်လိုက်တဲ့အခါ သူ့ကိုပြန်ပြီးအမီးနဲ့နေတဲ့နူးညံ့စွာပြုံးပြနေတဲ့နောက်ထပ်ခွေးတစ်ကောင်ကိုသူတွေးလိုက်ရတယ်ပျော်ရွှင်ခွေးလေးကပျော်ရွှင်စွာနဲ့ခေါင်းကိုညှိပြလိုက်တယ်မှန်သေးကခွေးကလည်းသူ့ကိုပြန်ပြီးခေါင်းညှိပြတယ်ပျော်ရွှင်ခွေးလေးကမှန်သေးကခွေးကိုရွှင်လန်းစွာနဲ့ကစားဖို့ခေါ်လိုက်တဲ့အခါမှန်သေးကပုံရိပ်ကလည်းပူပြီးဖော်ရည်တဲ့အမူအရာကိုပြန်ပေးတယ်ပျော်ရွှင်ခွေးလေးဟာမှန်သေးကခွေးလေးကိုအယမ်းခင်မင်သွားပြီးခဏကြာအောင်ကစားပြီးတဲ့နောက်မှာစိတ်ကျေနပ်ပျော်ရွှင်စွာနဲ့အိမ်ကိုပြန်သွားတော့ ကဘာကြီးဟာငါတို့ရဲ့အမှန်တခုလိုပါပဲမကြေမချမ်းခွေးလေးကဒေါသနဲ့စိန်ခေါ်တဲ့အခါဒေါသကိုပြန်ရတယ်ပျော်ရွှင်ခွေးလေးကအပြုံးနဲ့ချင်းကက်တဲ့အခါအပြုံးကိုပြန်ရတယ်ကျွန်ုပ်တို့ဟာပဝင်းကျင်ကနေဘာတွေကိုပြန်ရကျင်တယ်လဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်တင်ကဘာကြီးကိုဘယ်လိုမျိုးပြန်ပေးဆက်မလဲပျော်ရွှင်မှုနဲ့ကျင်နာမှုတွေပေးမလားဒါမှမဟုတ်ဒေါသနဲ့မကြေနပ်မှုတွေပေးမလား